ဟိုဒရက်ကူလာဖြစ်မလားဆိုပြီးတော့ပဲကျွန်တော်ကပြင်လိုက်တဲ့အချိန်မှာဘလို့ဆိုပန်တာဖြစ်တော့ကျွန်တော်ဆက်ကိုဆိုတော့9နှစ်တောင်ရှိပြီကျွန်တော်အဲ့လိုတေယုဆောင်စားပြီး MRT4 ရောက်တော့ပါတော့ကျွန်တော်က Hollywood Fake လေး Fake ကအဲ့မလီယာဟိုတယ်မှာအဲ့သွားတော့ကျခလေးဆိုတော့ပေါ့နော် Hollywood ဆိုတော့ makeup ဆိုလို့ရှိရင်အဲ့လိုပြင်ထားတဲ့ဟာငါတို့ကတော့အဲ့အချိန်နေမကြော်ပြတ်လိုက်ရဘူးလေចောင်းပြီးတာနဲ့စကင်းယူပြတ်သွားတယ်လေမလီယာကတိုးတငယ်ချင်း300ကားပေါ်ပါတော့တော်တော်ပျော်ဖို့ကောင်းတယ်သူတို့300ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ចောင်းကတငယ်ချင်းတွေလည်းတတိရတယ် ကိုကိုတိုင်းလည်းအဲ့လိုပေါ့ဆယ်နှစ်လောက်ငယ်သွားတယ်လို့ခံစားရတယ်။ကြောက်ကျင်တယ်ပါးကျင်တယ်ကားကျင်တယ်ခုန်ကျင်တယ်အဲ့လိုမျိုး။ငါကြည့်ရပါစေချင်းပြပြမဖြစ်ဘူး။ကဲငါလည်းပြောလိုက်ပြီ။အနဝိုင်းမိကြာသေးတယ်။အကုန်လုံးမပါဘူး။ဟာတကယ်ချင်းနေနဲ့ပြောချင်တာ။အဲ့တော့ပတ်သက်လေးလာကြည့်ရတယ်ပြပြပြတော့ကလည်းမခေါ်တော့ဘူး။ပတ်သက်လည်းပြပြရတော့အမတကယ်ချင်းလိုက်ပြောက်သွားလား။ ကဲမောင်လေးရင်ပြောဟာဒါကတော့ကျွန်တော်တို့ရဲ့စိန်ဝင်းပေါ့နော်ရာမညထာနေမော်လမြန်မာရှိတဲ့ဆိုင်ခွဲဆက်လင်းဆိုင်ပေါ့ဆက်လင်းဆိုင်ပေါ့ဆိုင်ခွဲကိုလာရောက်ပြီးတော့ကျွန်တော်တက်ရောက်ကုန်ပြူတာချင်းပန်းဖြစ်ပါတယ် စိန်ခွေးကတော့ပြောစရာမလိုဘူးပေါ့နော်စိန်ခွေးတိုင်းကအကုန်လုံးကသူကဟိုဘယ်လိုပြောမလဲတေချာ decoration နဲ့လုပ်တယ်နော်အထဲမှာဒီခင်းနာကျင်းနာကြီးဆိုလို့ရှိရင်လည်းစိန်ခွေးအကုန်လုံးပေါ့နော်စင်တူပေါ့အဲတေချာလေးတတနာနာလေးလောက်ထားတာဖြစ်တဲ့အတွက် decoration ကတော့အရင်မိုက်ပါတယ်ဟုတ်တယ်ဘယ်စိန်ခွေးရဲ့ဘယ်ဆိုင်မဆိုဒီ decoration နဲ့သူကဒီတိုင်းပေါ့နော်တူညီအောင်လုပ်ထားတယ်အဲ့ဒါကြောင့်လို့ရှိရင်ဘယ်ဘက်သွားသွားဒီ vibe ကိုရရတယ်ကွာဒီတိုင်းလားအဲ့ဒါဆိုတော့တော်တော်ကောင်းပါတယ်ကွာစိန်ခွေးတိုင်းကဒီ vibe ကိုရသေးတယ်တော်တော်မိုက်တယ် ကြာပြီကျွန်တော်အဲဗာလဲ2018နဲ့2019ဒီကားပေါ်မှာ2019ဆိုတော့9နှစ်တောင်ရှိပြီကျွန်တော်အဲ့တော့တေယုဆောင်စားပြီ MRT4 ရောက်တော့ပါတော့အဲ့တော့မှတ်မှတ်ရရဆရာဦးသိန်းဟန်ပေါ့နော်ဆရာဦးသိန်းဟန် finish ကဲအဲကျွန်တော်ကဟွာရိုက်နေတာမန်ဆိုတဲ့ဇာကလေးရိုက်နေတာအဲ့ဒီမှာကျွန်တော်တို့ကျွန်တော်က Hollywood fake လက်ဖိတ်ကောအဲ့ဒီမလီယာဟိုတယ်မှာအဲ့တော့တော်တော့ကြာခလေးဆိုတော့ပေါ့နော် Hollywood ဆိုတော့ make up ဆိုလို့ရှိရင်အဲ့လိုမျိုးပြင်ထားတဲ့ဟာအဲ့ဒီကပြန်တက်လာတာ ဟိုလုံးနဲ့ဒေးနဲ့တက်ဆိုင်ပြတ်တက်လာမိမိကိုကနေပြီးတော့ကြွားပြီးရေးကြပါကျွန်တော်လည်းပဲဟိုဒရဂူလာဖြစ်မလားဆိုပြီးတော့ပဲကျွန်တော်ကပြင်လိုက်တဲ့အချိန်မှာဘလို့ဆိုပန်တာဖြစ်တော့အမတ်တရားတော့ကျွန်တော်တို့လူဆိုတာအတက်ငယ်ရည်ကြီးသွားမှာသူ့ငယ်ဘွားမှာလှုပ်ခဲ့တဲ့ဟာတွေကကိုအကြီးတဲ့ခြားကြလို့ရှိရင်တငယ်ချင်းချင်းပြန်တွေ့တဲ့ခါမှာပြန်ပြန်ပြောရင်တန်းတယ်အမတ်တရားဖြစ်စရာအမတ်မရနိုင်ဘူးเนาะဒီအချိန်လေးတွေအမတ်ဆိုတော့အဲ့လိုပဲလေးတရားလားသူကတငယ်ချင်းချင်းပြန်ချင်းပြောရတာအမတ်ကိုလှမ်းလိုက်ပြီးတော့ကျွန်တော်နောက်ရတာတိလား ။ငါတို့ကတော့အဲ့ချိန်နေမကြော်ပြတ်လိုက်ရဘူးလေ။ကြောင်းပြတာနဲ့တကင်းယူပြတ်သွားတယ်လေ။မနေ့ကကတိုးတငယ်ချင်းတောင်းအောင်ကားပေါ်ပါတော့တော်တော်ပျော်ဖို့ကောင်းတယ်။အမကတိုးတငယ်ချင်းလည်းပြန်ပြီးတတိယဝါးစီလို့ပေါ့နော်။ပြောရင်ရန်ပြန်ပြစ်မယ်အိမ်ပါစကားစကားလေးနဲ့ဘာမှမလုပ်ဘူးဘာမှလည်းအဟောက်တယ်လေပြောချင်တယ်ပါချင်တယ်ကားချင်တယ်ခုံချင်တယ်အဲ့လိုမျိုး ဟိုဘယ်လိုပြောမလဲမနေ့ကသူတို့တုံးယောက်ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ចောင်းလုံးကတငယ်ချင်းတွေလည်းတတိရတယ်ကိုကိုတိုင်းလည်းအဲ့လိုပေါ့ဆယ်နှစ်လောက်ငယ်သွားတယ်လို့ခံစားရတယ်အဲ့လိုဆိုတော့တခါလေးအလုပ်ထဲမှာ stress တွေများရင်အဲ့လိုကိုယ့်တငယ်ချင်းတွေနဲ့ပြန်ဆောင်ကြပါဒီလိုပြောစရာ byte တွေကိုပြန်ပြီးတော့မေးကြပါပြောကြပါအမပြောရလေចောင်းလုံးကတငယ်ချင်းတွေအမကို sponsor ကြီးတယ်မဆိုင်နေတယ်ဘာဖြစ်လို့လဲတငယ်ချင်းတွေနဲ့ပြန်မတွေ့တငယ်ချင်းတွေကပတ်သက်ချင်းပြန်မပြတ် ကဲငါလည်းပြောလိုက်ပြီအနေဝိုင်းပြီးကြာရသေးတယ်အတော်ကုန်လုံးမဟုတ်ပါဘူးဟာတကယ်ကျင်းနေနဲ့ပြောချင်တာအဲ့တူကပတ်သက်တွေလာကြည့်တယ်ပြပြီးတော့ကလည်းမခေါ်တော့ဘူးလေပတ်သက်လည်းပြပြရတော့အမတကယ်ကျင်းလိုက်ပြောက်သွားလားဟောလေကျွန်တော်တို့ဒီမော်လမြိုင်ကန်နာလမ်းမှာဆိုလို့ရှိရင်ရမညဟာဒါရမညထားရင်ဆိုအကြီးပါပဲစိန်ဝင်းဆိုတာလည်းတိပါတယ်ကျွန်တော်တို့မော်လမြိုင်တိတာပါတယ်စိန်လိုက်တာနဲ့ဟိုတကယ်စိန်ဝင်းဆိုတာတိတာပါတယ်နော်ဝိုင်းနဲ့နော်ကွန်ပျူတာအလှတွေနဲ့တကယ်ဟိုဟိုမြင်သာထင်သာရှိတဲ့နေရာမှာပါနော်အဲ့တော့မော်လမြိုင်ဘက်မှာရှိတဲ့မိတ်ဆွေတွေလည်းပဲရန်ကုန်ထိတကူးတကလာဝယ်စရာမလိုတော့ ော့ပါဘူးဒီမှာပဲเนาะဒါမှမင်းကျော်တို့အမားတို့ကဘလော့ရိုက်နေတော့တောက်လျှောက်ထည့်ပြောပေးရတော့လေသိတယ်ပေါ့เนาะရန်ကုန်ဈေးအတိုင်းမှာပဲတကယ်ကိုပစ္စည်း quality ကောင်းကောင်းလေးတွေရန်ကုန် quality တိုင်းပေါ့เนาะဒီဘက် modern bag ဆိုနီးတာဆိုမော်ဒမားဘဲတို့ဘာလို့ပေါ့เนาะဒီဘက်နီးတဲ့လူကအကုန်လုံးရန်ကုန်ထိလာစရာမလိုပဲဒီမှာအားပေးလို့ရပါတယ်ဟုတ်တယ်ပြီးတော့လည်းအမားတို့ဇလန်းတွဲလေးနဲ့ထပ်လာဖို့ရှိတယ်ဟုတ်ပါတယ်ရန်ကုန်ဘက်ကတော့ကျွန်တော်တို့ရဲ့